ဒီကနေ့24ရက်6လပိုင်း2025ကျွန်တော်ခေါင်းစဉ်မှာတော့အမေရိကန်အော်အီရန်အမေရိကန်အော်အစ္စရေးအီရန်ကျွန်တော်မကြီးတော့ဘူးဘာလို့လဲဆိုရင် TikTok ကကျွန်တော်လာပြီးတော့သတိပေးနေပြီကျွန်တော်နိုင်ငံရေးဒီသုံးသက်ချက်တွေအရန်များလို့လာဒါပေမဲ့ကျွန်တော်မနေ့တုန်းကကျွန်တော်တက်တက်ကပါဆင်းနေပတ်သက်ပြီးတော့ကျွန်တော်တင်တဲ့အခါမှာအော်ဒီတက်တက်ကပါဆီမဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းတင်တဲ့အချိန်မှာပဲဒီ TikTok ကကျွန်တော်ရဲ့တင်ပြချက်တင်ပြချက်ကိုသူကလုံးဝအတင်မခံဘူးဗျဆိုတော့ကျွန်တော်ဒီအပေါ်မှာခေါင်းစဉ်မကြီးတော့ဘူးခေါင်းစဉ်ရေးလို့ရှိရင်အော် TikTok ကကျွန်တော်အတင်မခံပါဆိုတော့ကျွန်တော်မကြီးတော့ဘူးကဲဟုတ်ပြီမနေ့တုန်းကအော်အီရန်ကအော်အမေရိကန် င်ဂျိုရင်တက်ဆတ်ထားတဲ့အတိုင်းပဲဩကာတာနိုင်ငံမှာရှိနေတဲ့အမေရိကန်စစ်ခြေစိုက်စခန်းကိုဩမစ်ဆိုင်းတုံး6လုံးနဲ့ကျဲခဲ့လို့တီးရတယ်ဒါပေမဲ့လို့ဩတိတ်ပြီးတော့မှထိခိုက်မှုမရှိဘူးလို့ပြောတာဒါတော့ထိခိုက်မှုရှိလားမရှိဘူးလားဆိုတော့ကျွန်တော်တို့မသိဘူးဒါဒါဟိုအမေရိကန်သတင်းစာတွေကဖော်ပြထားတဲ့အရာဖြစ်တယ်ကဲဒီအရာကလည်းဩအမေရိကန်တွေကို ဟိုအီရန်တွေကတိုက်ခိုက်မယ်ဆိုတော့အရာကိုအမေရိကန်နဲ့ကြိုပြီးတက်ဆော်ပြဒါတော့မဟုတ်လေအမေရိကန်ရဲ့မြို့ကြီးသုံးမြို့မှာရှိနေတဲ့သူတွေဒီကိုတတိဝလီယာနေဖို့အတွက်ပြောတယ်အမေရိကန်စစ်ခြေဆိုင်စခန်းတွေကိုလည်းဟိုတတိဝလီယာနဲ့နေဖို့အတွက်ပြောတယ်ဆက်လက်ပြီးတော့မှလည်းအီအော်အီရန်ကအစ္စရေးနိုင်ငံကိုဆက်လက်ပြီးတော့မှပြင်းထန်စွာဗုံးတွေကျဲခဲ့တယ်ကျဲခဲ့တော့အစ္စရေးနိုင်ငံတောင်ပိုင်းကလည်းလက်စမီးတွေပြတ်တောက်တယ်လို့ပြောတယ်အာလူအသေးပြောက်တော့ဘယ်လောက်ရှိလဲမရှိဘူးလဲအဲဆိုတာကတော့အတိအကျမဖော်ပြဘူးကဲဟုတ်ပြီဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြဲတမ်းပြောနေကြအတိုင်းပဲအဲအမေရိကန်တွေက နိုင်ငံတနိုင်ငံကိုတိုက်တော့မယ်ဆိုလို့ရှိရင်ဒီနိုင်ငံကိုဘလို့သိမ်းယူရရင်ကောင်းမလဲလို့သူစဉ်းစားတယ်ဒါပေမဲ့အတိုက်ခိုက်ခံနိုင်ငံတွေရဲ့စဉ်းစားပုံစဉ်းစားနေရတာအဲ့လိုမဟုတ်ဘူးအတိုက်ခိုက်ခံနိုင်ငံတွေကကြတော့ဒီအမေရိကန်စစ်သားတယောက်အမေရိကန်စစ်ခြေဆိုင်စကန်တစ်ခုကိုဘလို့တိုက်ခိုက်ရရင်ကောင်းမလဲပဲစဉ်းစားတာစဉ်းစားပုံစဉ်းစားနေမတူအတွေးကအရင်ကွာတယ်ဗျအော်ကျွန်တော်အဲ့လိုပြောလို့ကျွန်တော်တစ်ဖက်ဆောင်နေပြောတာမဟုတ်ဘူးတကယ်အဖြစ်မှန်ကိုပြောပြတာကဲအမေရိကန်တွေကအခုတို့အီဂန်နိုင်ငံတနိုင်ငံလုံးကိုဘလို့ 等于搞唔出生产哩比较，哎，起码呗，哦，一，一两个人家适当的个，阿咪一个适当，一两个人家不足哩，一两个啊，所以讲个土坑哩多哩个，阿咪一个适当点个打破来个生产哩多没，生产个生产哩养瓜哩比较，他说，你实实在在是讲哩个，一两个难打开咪是话嘞，地皮大，变咪是话嘞地皮大。 ဒါပေမဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကနောက်ဆုံးအချိန်သူဘယ်လိုစဉ်းစားထားသလဲဒီအီရန်အစိုးရအပြောင်းလဲနေအီရန်နိုင်ငံကိုဘယ်လိုမျိုးအခြေချရင်ကောင်းမလဲဒီအီရန်နိုင်ငံကိုဘယ်လိုပြောင်းလဲပြင်ကောင်းမလဲဆိုတဲ့အရာကိုသူကအကုန်လုံးတွတ်ဆပြီးချိန်ဆပြီးသားဖြစ်တဲ့အတွက်အမေရိကန်ရဲ့ခြေတလန်းတာနေအစ္စရေးတွေကခြေတလန်းတာနေလို့ပြောလို့ရဒါမှမဟုတ်မနေ့တုန်းကအမေရိကန်ကဟိုတရုတ်နိုင်ငံကိုသွားပြီးအကူအညီတောင်းတယ်အဲ့အကူအညီတောင်းတဲ့အရာကိုလူတွေအကြေလုံးပြောကြတာဘာအကူအညီတောင်းလဲဆိုလို့ရှိရင်ဟော်မုန်းရေလက်ကြားကိုတဲ့အီရန်တွေမပိတ်ပစ်ဖို့အတွက်တဲ့အဲ အဲ့ကိုပြောခိုင်းတယ်လို့ပြောတယ်ဒါတချို့တွေကဲကြည့်ပါလားတဲ့အမေရိကန်တွေဘလောက်ကြောက်နေပြီလဲဆိုလို့ရှိရင်တဲ့တရုတ်သူ့ရဲ့ရန်ဖတ်တရုတ်ကိုတော့သွားပြီးအကူအညီတောင်းရတယ်လို့ပြောကျွန်တော်ဩအမြင်တမ်းပြောတယ်နော် အမေရိကန်ဒေါ်နယ်ထရန့်ကတခုခုလှုပ်လို့မယ်ဆိုလို့ရှိရင်ဗာမောက်တဲ့အရာယူအရင်ချပြတယ်လို့ချပြပြီးသူလှုပ်ကိုလှုပ်တယ်လို့ကျွန်တော်ပြောတယ်ကဲအီရန်နိုင်ငံမှာရှိနေတဲ့အမှုမှုစက်ယုံ၃ခုကိုဘီဒူးလေရင်နဲ့ဘုံကျဲဖို့အတွက်ဒေါ်နယ်ထရန့်က ဘလို့ဆုံးဖြတ်ခဲ့လဲဆိုတော့ကျွန်တော်ပြောပြပေးမယ်။ဒေါ်နယ်ထရန့်ကဒီအီရန်ကိုတိုက်မယ်လို့သူကိုယ်တိုင်ဂတိပေးပြီးတော့မှနှစ်ပတ်အချိန်ပေးမယ်လို့ပြောတယ်။အဲ့နှစ်ပတ်အချိန်ပေးမယ်ဆိုတဲ့အရာကိုကျွန်တော်အခုချိန်ကြီးစဉ်းစားတော့မယ်။ဟုတ်ပြီ။သူနှစ်ပတ်အချိန်ပေးမယ်ပြောပြီးတော့နှစ်ရက်အတွင်းမှာလာပြီးဘုံချေခဲ့တယ်လို့ကျွန်တော်ပြောခဲ့တယ်မလား။အမှန်တကယ်တော့မဟုတ်ဘူး။နှစ်ပတ်အချိန်ပေးမယ်လို့ပြောပြီးတော့အဲ့ဒီမှာပဲသူဆုံးဖြတ်ခဲ့တယ်။ဘာလို့အဲ့လိုပြောလို့ရလဲဆိုလို့ရှိရင်ဒီဘီတူးလေရင်တွေကအီရန်ကိုရောက်ဖို့ရန်အတွက်လေပေါ်မှာ36နာရီကြာတယ်။36နာရီကြာတဲ့လေရင်လေရင်မူးတွေကိုဒီအီရန်ကိုသွားပြီးဘုံချဲဖို့အတွက် 美国啊，苏家家伢那也做表伢嘞，哎伢那也做木表开麻边嘞。美国，哎也冇人得冇人得个机会嘞个啊，社会态呢哎呀都那也看到假嘞，哎都那也看到假嘞，都那也伢那也帮信那也啊信那也，伊人那伢我小部分阿多话嘞另一边人情啊都在那吵那也帮来信，理身那理那阿多，当那出来啊，伊人那伢我那不。 အချိန်ပေးမယ်လို့ပြောပြီးတော့မှနှစ်နာရီဝင်းကျင်မှပဲသူသုံးဖြတ်ခဲ့တယ်ကြ။အဲ့တော့အမေရိကန်တွေကတခုခုလုတ်တော့မယ်လို့ဗဇက်ကပြောတဲ့အရာကလုတ်ဖို့အတွက်ပြောတာ။သူကအချိန်ပေးတယ်ဆိုတာကတော့ကျွန်တော်တို့အမြင်သူလုတ်ဖို့လည်းပြောတာ။ကဲဟုတ်ပြီ။အခုဟော်မုန်းရေလက်ကြားကိုတရုတ်ကိုအကူအညီတောင်းပြီးမပိတ်ဖို့အတွက်ပြောတယ်ဆိုကြတဲ့ကိုကအမေရိကန်တွေဘာလို့ချင်တာလဲ။သူတို့ဘာရဖို့စဉ်းစားပြီးပြီလဲလို့ကျွန်တော်တို့စဉ်းစားဖို့အတွက်လိုအပ်တယ်။ကဲဒီဟော်မုန်းရေလက်ကြားကိုအမေရိကန်တွေကကြောက်နေပြီလို့မထင်ကြနဲ့။ တို့အမေရိကန်နဲ့ဒီအီရန်နိုင်ငံတနိုင်ငံလုံးကိုတင်ဖို့အတွက်စဉ်းစားနေပြီလားလို့ကျွန်တော်တင်ပြပေးချင်ပါတယ်ကျွန်တော်နေ့လယ်မှာကျွန်တော်လေဒီတဲ့ဘူးသူကရတာရှိတဲ့အရာလေးကျွန်တော်တင်ပြပေးဖို့ရှိတယ်ဟောဘာလို့ဒီနိုင်ငံရဲ့အကြောင်းလေးတော့ကျွန်တော်တိတ်ပြီးတော့မတင်ပြချင်ဘူးဘာလို့လို့ရှင် TikTok ကကျွန်တော်လာပြီးသတိပေးထားတယ်ဆိုတဲ့အတွက်ကျွန်တော်သုံးသချက်လေးတလောက်ပါပဲဟောဆက်လက်ပြီးပြောလို့ရှိရင်လေပိတ်ခံမှာဆိုတဲ့အတွက်ကျွန်တော်ဆက်လက်ပြီးအားပေးကြပါအောင်လို့ပြောချင်ပါတယ်ဗျာ